Hello မင်္ဂလာပါကျွန်တော်ရဲ့ woman ami page ကိုအပိကြရဲသင်ငယ်ချင်းနေမင်္ဂလာပေါင်းနေပြီဆိုခံကြပါစေချမ်းမွှေးနှမ်းချမ်းမြေကြပါစေ

ကျွန်တော်ကိုချင်းဆောင်ရပါတယ်။ဒါကြောင့်လည်းကျွန်တော်စုမုံကောင်တောင်းပါတယ်။ကြည်လင်ရှင်လန်းကြပါစေ။ကိုယ့်ရဲ့နေရည်လေးတွေကိုအောင်မြင်စွာဖြတ်တတ်နိုင်ကြပါစေ။ ကျွန်တော်တို့တနည်းရဒီနေ့ဖြစ်ပြက်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်လည်းအမြဲတမ်းလေ့လာမိပါတယ်။တနည်းနဲ့လည်းကျွန်တော်အမြဲတမ်းနားထောင်ပြတဲ့ကြည့်ရှုပြတဲ့ပေါ့နော်။ဟိုကြည့်ရှုတာတော့နည်းနည်းပေါ့ဗျာနားထောင်တာများပါတယ်။ဆိုတော့အွေ့ ျွန်တော်မြန်မာနိုင်ငံကြီးရဲ့အရွေဒေါ်လာရဲ့အရွေပြည်သူတွေရဲ့အဆင်ပြေနိုင်မှုအရွေတွေဟိုအမြဲတမ်းတိုးတက်ကောင်းမွန်စေခြင်းနဲ့ဆန္ဒတော်လူတိုင်းမှာရှိလာကြပါဦးကျွန်တော်ငယ်စဉ်ကတည်းက ကိုယ်နိုင်ငံကကျွန်တော်တို့နိုင်ငံကကျွန်တော်ငယ်စဉ်တည်းကဘလူးပွဲစည်းခဲ့လဲဆိုဘက်မလိုက်နိုင်ငံတနိုင်ငံပေါ့နော်ဘာဖြစ်လို့ဘက်မလိုက်လဲဆိုတာဒီအကြောင်းတွေသိပြီးသားလဲဖြစ်နေကြမှာပါခုနကျွန်တော်တို့ကိုတည်ထားတဲ့ geopolitics ပထဝီနိုင်ငံရေးပေါ့ကျွန်တော်တို့နေရတဲ့နေရာအင်အားကြီးနိုင်ငံတွေနားမှာကတ်နေတယ်သူဖြင့်တရုတ်ပြီးတော့အိန္ဒိယပြီးတော့ကဘာကြီးပေါ်မှာကသူကစနစ်တစ်ခုကအာရန်ပြိုင်တယ်အကြီးကြီးအာပြိုင်တယ်အဒီမိုကရေစီနဲ့ကွန်မြူနစ်ပါပဲအခုကဘာကြီးပေါ်မှာဖြစ်ဖြစ်ပြီးတော့ပြဿနာတက်နေတာတွေကဒီစနစ်တစ်ခုကြောင့်ပါပဲ ဒီမိုကရေစီနဲ့ကွန်မြူနစ်လူခွင့်ရေးကိုဦးစားပေးသူနဲ့အာနာရှစ်စနစ်နဲ့အဒီနခုပြဿနာတက်တာကဘယ်တော့မှမပြီးဆုံးတော့တာလားတော့မသိဘူးเนาะအဲဟိုရုံးနေရပဲ အချင်းချင်းပြောရမယ်ဆိုရင်အလုံးသိပြီးသားကျွန်တော်တို့ကျွန်တော်နိုင်ငံဒီမိုကရေစီကိုစလန်းခဲ့တာလေလွတ်လပ်ရေးရပြီးတော့ဒီမိုကရေစီနိုင်ငံတော်ဖြစ်အောင်အဲ့လမ်းကြောင်းတော့ဝင်တယ်ဝင်တော့ကျွန်တော်တို့ဝင်လာတဲ့ကွန်မြူနစ်နဲ့ပြဿနာဆက်တယ်တော့ပဲဒီမိုကရေစီတိုင်းပြည်တည်ထောင်တဲ့အခါမှာကွန်မြူနစ်ဟိုဘက်ကတရုတ်ကအဲ့ဒီကသူကဒီမိုကရေစီကိုကြိုက်မှမကြိုက်တာလေ ။ဒါကြောင့်ကွန်မြူနစ်ကကျွန်တော်တို့ဒီမိုကရေစီနိုင်ငံဖြစ်နေတည်ဆောက်နေတာကိုရအောင်ပြဿနာရှာခဲ့တယ်ပေါ့နော်။ဒါကလည်းခုနပြောတဲ့ကွန်မြူနစ်နဲ့ဒီမိုကရေစီနဲ့အားပြိုင်မှုအဲ့ဒီရရှိတာ။အဲ့တော့ဘယ်ပြေးပါဘယ်ပြေးရမှမသိဘူးပြဿနာက အနောက်ရဲ့ style နဲ့အရှိရဲ့ style အရှိဆိုတာဒီ community စီဦးသူစီတဲ့နေရာပေါ့ဆိုတော့ဟိုဘက်လိုင်းအကောင်တို့ဒီဘက်လိုင်းအကောင်တို့ ਨੇ ဂျားနေဆိုဒီပလိုက်အဲ့တော့အဲ့ဂျားနေနဲ့နေလာတာကကျွန်တော်ကျွန်တော်အသက်ကြီးတယ်လောက်လျှောက်ကြီးကိုစရာရှင်နေအမျိုးမျိုးပြောင်းသွားပြီမဲ့ဟိုဘက်လူလူဒီဘက်လူလူပဲ ချားနေပဲနေကြဟိုတရုတ်ကိုလည်းပြေးကတ်လို့မရအောင်အနောက်ဥစုကိုလည်းပြေးကတ်လို့မရအောင်အဲ့တော့ဟိုလိုလိုဒီလိုလိုဒီဝါရရဲ့ပတ်သက်လို့ပြောတာပေါ့နော်ဒါပေမဲ့အခုထူးဆန်းအံ့ဩစွာဟိုဘက်ကမလို့ဒီဘက်ကမလို့အချိန်နေရနေပြီလို့မှာအခုမေလာကိုယ့်ရဲ့နေမှာ လှူဆောင်ခဲ့တဲ့ရင်မြည်စီးပြပွဲเนาะ Battery Day Parade ဒီအဲ့ဒီကိစ္စကအဲကျွန်တော်တို့ကွဲပြားသွားစီတယ်ဗောနော်။ဘာတွေကွဲပြားသွားစီလဲဆိုတော့ကျင်းတည်သွားစီတာဗော အဲ့ဒီအုပ်စုကဘယ်အုပ်စုလဲဆိုတော့အာနာရှင်အုပ်စုအကွန်မြူနစ်အုပ်စုပေါ့နော်ကွန်မြူနစ်ဝါရီကြီးဆိုသောအုပ်စုဒါဆိုတက်ရောက်တဲ့နိုင်ငံ26နိုင်ငံလောက်သိရှိတယ်ပေါ့ကျွန်တော်နိုင်ငံတွေအားလုံးတော့ပြန်ပြောမနေတော့ပေါ့နော်အားလုံးလည်းသိပြီးသားဖြစ်နေပါပြီအဲ့တော့တက်ခဲ့တဲ့နိုင်ငံတွေအားလုံးကများ အကုန်လုံးနီးပါအဲ့တည်းမှာဟိုနိုင်ငံလောက်ကတော့ဒီမိုကရေစီစံတယ်ဗောဒီမိုကရေစီနဲ့တွားတဲ့နိုင်ငံနိုင်ငံပါလိမ့်မယ်ဒါပေမဲ့29မှာနိုင်ငံပါတယ်ဆိုတော့ပတ်စနစ်အဖြစ်အရင်နေရအောင်เนาะဆိုတော့မပါဘူးဗောဗျာပြီးတော့လေအုပ်စုဖွဲ့တာဗောအဲ့ဒီမှာဘာသွားမြင်ရလဲဆိုတော့ခုနပြောတဲ့ အုတ်စုတွေဖွဲ့ကြရဲဆိုပုံတော်တော်မြင်ရတယ်အာရရှင်စနစ်အုတ်စုနဲ့ဒီမိုကရေစီအုတ်စုအဲ့တော့အရင်ကကျွန်တော်တို့ကဟိုလူလူဒီလူလူဖြစ်နေတဲ့ကိုယ်နိုင်ငံအခုလက်ရှိစစ်ကောင်စီ ူကတိတိသာသာကိုအာနာရှင်အုပ်စုကိုဝင်ပြီးတော့ပူပေါင်းလိုက်တယ်။အဒီဘက်မှာသူလည်းပါတယ်လို့သူ့ရဲ့လှုပ်ဆောင်မှုတွေကိုပြောင်ပြောင်တင်းတင်းပြတယ်။ဘာလဲဆိုတော့အာနာရှင်ကိုလက်ခံတယ်ဆို။အခုအာနာရှင်မဟုတ်ဘူးအာနာရှင်မဟုတ်ဘူးဆိုတဲ့သူတွေကိုပြောချင်တာ။အဲ့ဒီပြင်မြမပြည်တပြည်လုံးကိုပြောချင်တာ။ယခုလက်ရှိအခြေအနေရ အာနာသိမ့်ထားတဲ့သူအာနာရှင်ဖြစ်နေတယ်အဲ့ဒီအုပ်စုသည်ဘာကိုလက်ခံလဲဆိုတော့အာနာရှင်စနစ်ကိုလက်ခံတယ်ဆိုတာတကဘာလုံးမြမာတနိုင်ငံလုံးကို ပြောင်ပြောင်တင်းတင်းကိုပြလိုက်တာပဲအဲ့တော့အရင်လိုဟိုးရယံယံဒီယံယံလို့စဉ်းစားနေစရာမလိုတော့ဘူးယခုလက်ရှိအာနာအပြည့်ဆုံးနဲ့လှုပ်ဆောင်နေသူသည် အာနာရှင်စနစ်ကိုလက်ကင်ထားသောအစိုးရတရဖြစ်တယ်။အဲအကြမ်းဖက်အစိုးရပေါ့နော်။အကြမ်းဖက်အစိုးရဆိုတာကတော့အဲ့လိုပြောရင်အကြမ်းဖက်အစိုးရဟာဤလိုအကြမ်းဖက်အစိုးရလို့ခေါ်လို့ရသလားဆိုတော့သူအကြမ်းဖက်လျော့ရတွေရှိရတဲ့ကြောင့် तू ကအကြမ်းဖက်အစိုးရလို့ခေါ်ခြင်းတော့ခေါ်လို့ရတယ်။ဒါပေမဲ့တရားဝင်တကဘာလုံးက အကြမ်းဖက်အစိုးရလို့ခေါ်သလားဆိုတော့မခေါ်တော့မခေါ်ပါဘူးသို့တော့သူသူ့ရဲ့ဒီစကားဆိုင်လှုပ်ဆောင်မှုတွေဒီအကြမ်းဖက်လူရက်တွေကိုလှုပ်ဆောင်နေတယ်ဆိုတာကိုတော့တကဘာလုံးကသိတယ်ဒါပေမဲ့အဲသူတို့အကြမ်းဖက်လို့ဒီအဖွဲ့အစည်းဖြစ်နေတော့တတ်မှတ်ပြီးဟိုကြေညာလို့မရဘူး ကျွန်တော်လည်းဟိုအဲ့ကျွန်တော်ပါအခက်ခဲဖြစ်တယ်အလာဂျီပေါ့အလာဂျီနဲ့ကျွန်တော်အေးရင်မိတာပေါ့နော်ကောင်းကျွန်တော်ပြောတဲ့ခါမှာကျွန်တော်အပံကနည်းနည်းတစ်ခေါက်တန်ထွက်တယ်ကျွန်တော်တစ်ခေါက်ပိတ်တယ်ခုအဲ့ဒါကိုဖြစ်ဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေအားလုံးမြန်မာပြည်သူပြည်သားတွေတည်လဲရမှာ အခုလက်ရှိအုပ်စုကတော့ချင်းတီကြီးညာလိုက်ပြီအာနာရှင်စနစ်ဖြင့်လှုပ်ဆောင်နေဆိုကြီးညာလိုက်တယ်အဲ့ဒါဆိုတော့သူတို့ကရွေးကောက်ပွဲလုပ်မယ်ရှိစရာကောင်းပြီသူတို့သွားတဲ့နိုင်ငံတွေပေါင်းတဲ့နိုင်ငံတွေကအာနာရှင်နိုင်ငံတွေအဲ့တော့တပါတီစနစ်ကိုသွားတဲ့နိုင်ငံတွေဖြစ်တယ်တတန်းရှိအုပ်ချုပ်တဲ့ဒီအစိုးရတွေဖြစ်တဲ့နိုင်ငံတွေဖြစ်တယ် နောက်ပြီးတော့တူဦးဒီပဲအုပ်ချုပ်တတ်တဲ့နိုင်ငံမျိုးတွေဖြစ်တယ်အဲ့ဒါမျိုးပေါ့နော်အဲဒီစစ်ကိုဗဟိုပြုတဲ့အာဏာကိုထိန်းချုပ်တဲ့နိုင်ငံတွေကြီးပဲဖြစ်တယ်အဲ့ဒီနိုင်ငံတွေအုပ်စုကတစုတည်းပေါင်းပြလိုက်တာအဲ့တော့ကမ္ဘာအရေးနဲ့ပြောရမယ်ဆိုရင်တော့ဟိုကနေတိုးကိုအားပြိုင်ခြင်းပါပဲနေတိုးက အခုနလိုဒီမိုကရေစီတိုင်းပြည်ကြီးအလုံးစုပေါင်းထားတဲ့အဖွဲ့ဖြစ်တယ်တော့ဆိုတော့ဒီဘက်ကအာနာရှင်တွေအလုံးစုပေါင်းထားတဲ့အဖွဲ့အာ alliance တွေအာနာရှင် alliance ပေါ့နော် dictatorship အဲ့တော့ဒီ alliance အုပ်စုတခါမှဒီလိုစုံခဲ့ဘူးချင်းမရှိဘူးဒီတခါချပြတာငါတို့တွေလည်းတအုပ်ကြီးရှိတယ်ဆိုပြတဲ့သဘောပေါ့အဲ့တော့ဒီတအုပ်ကြီးရှိတဲ့နေရာမှာ မြမပီကပျော့ပျော့ရှင်းရှင်းတဲ့ကိုအာရပါရကိုဟိုအရန်ကိုကျိုးနော်စော်နဲ့ပေါင်းစည်းကြတာလေအဲ့ဒီလူကိုဝင်သွားပြီးတာဆိုတော့ကြီးပြီပြလိုက်ပြီအာနာရှင်ဆိုတော့ကြီးပြီပြလိုက်ပြီဒါဆိုကျွန်တော်တို့ခုမြန်မာနိုင်ငံမှာနေထိုင်နေတဲ့သူတွေအဲ့ဒီအာနာရှင်ရဲ့အောက်မှာရောက်ရှိနေတယ်ဆိုတော့ပြောလိုက်ပြီ ဲ့တော့ဟိုဘက်တစ်ဖက်ကဟိုဒါကျွန်တော်တွန်လိုက်ဘက်ကလူလို့ကျွန်တော်သတ်မှတ်တယ်ဆိုရင်သတ်မှတ်တယ်ပေါ့နော်အဲ့ကျွန်တော်ကတွန်လိုက်ဘက်ကဆိုရင်အဲ့ကျွန်တော်မကြိုက်တယ်ဟိုဘက်အုပ်စုပေါ့ဗျာအဲ့တော့စကားစားအားပေးတဲ့အုပ်စုသူတို့တွေကပြောတယ်ဒီမိုကရေစီလုတ်ပြပါမယ်လေဒီမိုကရေစီလုတ်ပြပါမယ်လေအဲ့တော့လုတ်ချင်ရလုတ်မယ်လို့ကိုကြင်ညာပြီးသားဖြစ်သွားတယ်ဆိုတာကိုသိစေချင်သွားပြီအတူရအောင် ရေကောက်ပွဲကိုလှုပ်တော့မှာအဲ့ဒီတိုင်းပဲရေကောက်ပွဲကိုသူတို့လှုပ်ဆောင်တယ်သူတို့နဲ့ပေါင်းသင်းတဲ့လူတွေအားလုံးအခုအဖွဲ့ကြီးတဲ့မှာအခုတွေ့ဆုံကြတဲ့နိုင်ငံတွေအားလုံးကအဲ့ဒီလိုလူတွေကြီးပဲအဲ့ဒီလိုနိုင်ငံတွေကြီးပဲဒါဆိုရင်ကုကုနိုင်ငံသားကြီးကုရေကောက်ပွဲလှုပ်ပေးမယ်မဖြစ်ဖြစ်အောင်လည်းသူအားလုံးမှာသူ့ရဲ့ထွက်ပေါက်တည်တာသူဒီ တရားမျှတစွာဖြင့်ရွေးကောက်ပွဲကိုလှုပ်ဆောင်တယ်ဆိုမှအဲ့တဲ့အမ်အကုတ်အကုတ်အဲ့တဲ့ပါဒီရတော့ပြောမနေတော့ကျင်းသေးတယ်အဲ့တဲ့ပါအဲ့ဒါလည်းမဖြစ်ဖြစ်အောင်လုပ်နေတာပဲဒါပေမဲ့ကျွန်တော်တို့အားလုံးသိထားပါသူကတော့ပေါ်ပေါ်တင်းတင်းကိုကြီးညာပလိုက်တာပါပဲအဲ့တော့အာနာရှင်စနစ်ကိုလုံးဝလက်ကင်ထားမယ်လို့ ခြေရလိုက်တာအဲ့ဒါကိုကျွန်တော်တို့အကုန်လုံးသိကြပါဘူးเนาะအဲပေါ်ပေါ်တင်းပြေပေါ်တင်းအဲ့တော့ဒီမိုကရေစီကိုလူလားတဲ့လူတွေအတွက်ကတော့တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုကြီးကိုထပ်ပံပြီးတော့ဂျုံတရဗဒဂိုးတွေကတည်ပြီးသားဒါပေမဲ့အခုမဟုတ်မဟုတ်ချင်အောင်စောင်းတဲ့လူတွေ ဒါအာနာရှင်ပုတ်ဘူးအာနာကိုထိမ့်ထားတာဒီပလိတ်တစ်ပတ်တည်းပြောတဲ့စကားတွေကိုပြောတတ်ဆိုတတ်တဲ့သူတွေပေါ့နော်ငါးပါးသီလကိုငါးပါးလုံးမညီအောင်နေတဲ့လူတွေလိုပဲအဲဒီသတ်မှတ်ဘယ်လိုဖြစ်လဲဒါကတော့ကိုမုံလို့သတ်မှတ်တယ်လို့ဖြစ်တယ်လည်းဖြစ်နေပါဘောနော်ဟုတ်ကဲ့အဲ့တော့စိတ်မကောင်းတာအဲ့ဒါပဲ ဒါပဲရှင်းလင်းပြီးသိသွားတာလည်းအဲ့ဒါပဲပူပြီးရှင်းသွားပြီသူတို့ဒီအာနာရှင်စတဲ့ကိုလို့ကထိထားတော့ပဲအာနာရှင်အလုတ်ကိုပဲလုတ်တော့ပဲအဲ့တော့အဲ့ဒီအာနာရှင်စနစ်ကိုထိမ့်ကုတ်ပြီးတော့အာနာရှင်အလုတ်ကို လုတ်ပြီးလုတ်တဲ့သူတွေရဲ့အောက်မှာပြားပြားဝတ်နေထိုင်မှာအခုမြန်မာပြည်သူတွေအားလုံးပါပဲအဲ့ဒီလောကကို ပေါ်ပေါ်တင်တင်ကိုပြောပြရေးချယ်သွားပါပြီတကဘာလုံးကလည်းတိလိုက်ပါပြီပို့ပြီးချိန်တည်သွားပါပြီအဲ့ဒါကြောင့်ဒီအာနာရှင်ကိုမလူလားအဲ့လိုဒေါ်လာနေကြတဲ့သူတွေကိုအပြစ်ပြောလို့မရတော့ဘူးသူကအာနာရှင်ကိုမကြိုက်လို့ဒေါ်လာနေတာဒါဆိုမဒေါ်လာတဲ့လူကအာနာရှင်ကိုကြိုက်လို့ပါပဲဒါရှင်းရှင်းလေးပါပဲအခုက မကြီးတယ်တော့စကားစားအနာရှင်မဟုတ်ပါဘူးရေကောက်ပွေလို့မကြီးတယ်တော့အုပ်စုလိုက်ကြီးပြတာအနာရှင်ရဲ့အုပ်စုပြပွဲဖြစ်တယ်အနာရှင်အုပ်စုပြပွဲဖြစ်တယ်ဟိုညည်းနေကြလို့ပါတခါရညည်းပြီးတော့ဟိုကိုကိုအားပြီးတဲ့ဘက်ကကောင်းတယ်ဆိုတာမျိုးတွေဖြစ်ချင်ကြလို့လေအခုကရင်းလို့မရတော့ဘူးဆိုတာပြောချင် အဲ့ဒါကြီးသေးတဲ့အာနာရှင်ဟုတ်ကဲ့ကျွန်တော်တိတ်ပြီးတော့တိတ်စင်မပြေဘူးဗျာနော်ကျေးဇူးတင်ပါတယ်ကျွန်တော်တကယ်ချစ်တယ်နောက်ပါတွေ့မယ်နော်